်မင်္ဂလာပါရှင်စက်တင်ဘာလ29ရက်နေ့ PBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကပ်ပလီပင်လယ်ပြင်နဲ့ဘေကလာပင်လယ်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကျန်ဘေကလာပင်လယ်မှာမုတ်တုံလေအားအသင့်အသွင်းရှိနေပါတယ်ယနေ့မနက်9:30မိနစ်အချိန်တိုင်းထွာချက်များအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေသောတိုက်ဖုံးမုန်တိုင်းဘူအလွိုင်းဟာအနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီး အကောင်တော်အပူပိုင်းမှုံနိုင်ဘူးအလွန်ဖြစ်အယော့သွားခဲ့ကဘီအန်အန်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖင်းမျိုးနဲ့ဒုံသွိုင်းမျိုးတို့ကြားမှာဖြတ်ကျော်ဝင်ရခဲ့ပြီးဘီအန်အန်နိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်လျက်ရှိပါတယ်အဆိုပါအကောင်တော်အပူပိုင်းမှုံနိုင်ဘူးအလွန်ဟာအနောက်အနောက်မြက်ဘက်ကိုရွှေ့ရှားနိုင်ပြီးယနေ့ညနေပိုင်းမှာလာအိုနိုင်ငံနယ်စပ်ဒေသများကိုအပူပိုင်းမှုံနိုင်ဘူးအလွန်ဖြစ်လကောက် ယနေ့ညပိုင်းမှာလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုအပူပိုင်းမှုန်နိုင်ငယ်ဖြစ်၎င်းစက်တင်ဘာလ30ရက်နေ့နံနက်ပိုင်းမှာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသများကိုလေပြင်းရနေဆဲဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။မြင့်ရည်ကြီးကြီးတတိပေးချက်စက်တင်ဘာလ29ရက်နေ့မနက်6နာရီခွဲအချိန်တိုင်းထွာချက်များအရာစစ်တောင်းမြင့်ရင်ဟာမတောင်မြို့နဲ့တောင်ငူမြို့တို့မှာရေမျိုးရဲ့ဆိုးရိမ်အမှတ်ထက်6လက်မခံရရှိနေပါတယ်။ နောက်တစ်ရက်အတွင်းရင်းမျိုးရဲဆိုရင်အမှန်ထက်မှာဆက်လက်တရှိနေပါမယ်။မိုးလေဝသတရင်အစီအစဉ်ကိုမိုးလေဝသဌာန MOHADM နဲ့ဝင်းနီတောက်ခုံတို့မှရယူဖော်ပြထားပါတယ်။စက်တင်ဘာလ29ရက်နေ့ PPN ရဲ့မိုးလေဝသတရင်များကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမတူစားပါ။